ြင်လေးရယ်ရမ်းဘယ်လိုပြောမလဲစီတာကောင်းတယ်အဲ့လိုမျိုးတွေ့လို့ရှင်ဖော်ဖော်ရွေရမ်းရှိရပေါ့နော်အသေးကိုကြီးလားခမစ်ရှာပေးမယ်ဆိုရင်မမကိုကတော့ရှိန်တာပေါ့နော်ဒါပေမဲ့လေအဲ့လိုမျိုးမမအဲ့လိုမျိုးဝဲခမ်းဖြစ်တော့အဲ့လိုစကားပြောတာအဆင်ပြေပါတယ်ဟုတ်ဒီကတော့သူ့အလှပါအဲသူ့အလှမှာမျောနေမမကကြော့ရှင်းပြီးတော့လှနေရတော့ဘာမှမလိမ့်ထားလဲလှလိမ့်ထားလဲလှဘလို့နေနေလှတယ် အင်းမြတ်အင်းမြတ်သူဖြစ်နေလို့လှစီ အဲ့ဒါကြောင့်အဲ့ဒီရွှေနန်းတော်ဘွေကလည်းတော်တော်လေးပောက်တယ်ပေါ့နော်အဲ့မှာလည်းအဲ့လိုမျိုးမမမြက်လေးနဲ့ဆိုလဲအဲ့လိုမျိုးမမမြက်လေးကလည်းရမ်းဘယ်လိုပြောမလဲစီထားကောင်းတယ်အဲ့လိုမျိုးတွေ့လို့ရှိရင်ဖော်ဖော်ရွရမ်းရှိရပေါ့နော်အဲဒီချဲရော့ဘယ်လိုပြောရမလဲဟိုပါပေါ့ကိုအနုပညာဟိုဘယ်လိုလေးစားသမှုအများကြီးရှိရဲဒါမဲ့အဲ့လိုဖြောပြတဲ့အခါမှာသူတို့ကလည်းလိုက်ရောညီတွေအန်ဂျွိုင်းလုပ်ပြီးတော့တကယ်ကျေးဇူးတင်ပါတယ်ဟုတ်ပျော်တယ်အဲ့ပွဲလေးဟုတ်မေးသမ ्या ဖြစ်ရဲ့သူကလည်းတွတ်တယ်လေမမကလည်းအရန်အက်တစ်ဖြစ်တယ်ဟုတ်လုံးလုံးစင်မှာ ပေးမယ်ဆိုရင်မမမမလည်းအပြိုးကြီးပေါ့ပဲနေစေပါနော်ပြိုးကြီးအပြိုးကြီးမမဆိုမှလည်းအဲ့မမမျက်လေးကိုကြတော့လေဟိုကလေအချေကအဲ့လိုအရန်သဘောကြတာသူကအပြင်မှာအရန်လာတာလေဟိုမျက်နှာပြောင်းနေနေတော့မှအရန်လာတယ်မင်းသမီးတွေမှာပါတယ်အပြီးတော့အကယ်ဒမီလည်းအဲ့လိုမမတို့လို့ဟိုပေါ့နော်ထပ်ရစေချင်တယ်ပေါ့နော်အဲ့လိုမျိုးပေါ့ပြီးလို့ရှင်မမဒီဟိုဒီ series လေးဟိုအားလုံးနဲ့ဆိုလဲအဲ့အဲ့ကားထဲမှာဆိုလဲအရန်ကောင်းတယ်ဘယ်လိုပြောမှာဘလူနေနေကိုလှတဲ့ မင်းသမီးလေးပေါ့နော်အဲ့တော့ကို့အမကိုအဲ့လိုမျိုးဒီလိုလေးကြည့်ရကြိုက်ပါဟုတ်ကိုကတော့ရှိန်တာပေါ့နော်ဒါပေမဲ့လေအဲ့လိုမျိုးမမအဲ့လိုမျိုး welcome ဖြစ်တော့အဲ့လိုစကားပြောတာအဆင်ပြေပါတယ်ဟုတ်ဟုတ်အော်မမနဲ့ကတော့အဲ့လိုခဏခဏကတော့အဲ့လိုမျိုးအပွဲတွေဘာတွေမှာတွေ့ရင်တော့အဆုံပါတယ်ဒါပေမဲ့ဒီအပွဲမှာတော့ပို့ပြီးတော့ရင်းနေရပေါ့နော်ဟုတ်အာကိုချစ်တဲ့မင်းသမီးဆိုတော့လေအဲ့လိုမျိုးပျော်တာပေါ့အမှတ်တရအများကြီးဖြစ်တယ်အဲမမကလည်းအဓိကတော့သူ့အလှပါ အဲသူအလှမမျောနဲ့မိန်းကလေးချင်းတော်မှချက်တယ်ချဲဆိုအမြဲတမ်း Facebook မှာလည်းဝင်မန့်နေမမကကြော့ရှင်းပြီးတော့လှနေရလို့ဘာမှမလိန်ထားလဲလှလိန်ထားလဲလှဘလို့နေနေလှအင်းမြတ်အင်းမြတ်သူဖြစ်နေလို့လှအဲ့လိုဖြစ်တယ်မို့လားသူဖြစ်တယ်မို့လားလှသူဘလို့နေနေလှဘောဘာရှိရလဲအဲ့လိုမျိုးမိုက်တယ်ဟုတ် ြွေဖြစ်နေတာကောင်းပါတယ်အိမ်တော်ပြုတ်ရတာလွယ်တာမှမဟုတ်တာကိုရီဆိုလဲဟိုမိန်းကလေးတွေကလေပထမတော့ဟိုအဲ့ဒါလဲပြောချင်တယ်ပေါ့နော်ချေတို့ကိုညီငယ်ညီမငယ်တွေဟာပေါ့မောင်လေးတွေအဲပေါ့နော်အဲအသက်ငယ်ငယ်တဲ့အချိန်မှာဥမာဟို55 6ဆိုတဲ့အရွယ်မှာပေါ့နော်ဖြစ်ချင်တာ10ခုရှိလို့ရှိရင်တစ်ခုလောက်ပဲလုတ်လုတ်စေချင်တယ်ပြောချင်တာအလုတ်ကိုပြောရမှာမဟုတ်ဘူးပေါ့နော်အလုတ်ဆိုတော့10ခုရှိရင်ကိုကိုအားအသာဆုံးအလုတ်ကိုရွေးပြီးလုတ်တဲ့နဲ့ဆန္ဒပြောသလိုယူတဲ့ဝါသနာဟိုကတက်တူးထိုးတာတော့ပေါ့နော်အဲတခြားတစ်ခုခုပေါ့ အဲ့လိုနည်းနည်းကိုကိုလှုပ်ချင်တဲ့အရာတွေကိုလေဒါကြီးဟိုမှာတတုထွေးဆိုလဲကွာအဲ့ခင်မှာဒီရုပ်ကခက်စားပဲမယ်နောက်ထပ် ငါးနှစ်ဆယ်နှစ်ဆိုနောက်တစ်မျိုးပေါ့နော်အယုတ်လေးကခက်စားနေအဲ့တော့ကိုကအများကြီးထိုးခြင်းတစ်ခုလောက်ပဲထိုးပေါ့နော်ဟိုတောက်ချောက်ကြီးအပြည့်ကြီးထိုးကြလိုက်မှဆိုရင်အဲ့လိုမျိုးပေါ့နောက်ထပ်ထပ်ထိုးခြင်းနဲ့နောက်ထပ် trend ဖြစ်လာမဲ့ပုံစံတွေကိုထိုးစရာနေအောင်မျိုးဟိုကိုတငယ်ချင်းတွေဆိုအဲ့လိုပြောဖြစ်တယ်အဲ့လိုမျိုးပေါ့နော်တစ်ခါတည်းညာကိုငယ်တဲ့ဘဝမှာလေစနပ်ပဲဆိုတော့အခြေအေးကိစ္စတွေဆိုလဲကိုကအရန်ချစ်တယ်ဟာငါသူနဲ့မခွဲနိုင်တော့ငါယူတော့မယ်လို့မတွေးလိုက်နဲ့ဘာလို့လဲဆိုတော့ခြေမှာအနာကက်တွေအများကြီးရှိပါတယ်အိမ်အောင်ဆော်ရီမပြုတ်စေချင်ဘူးပေါ့နော်အရန်ဒီဘက်ခေတ်ဆိုပိုးအောင် င်းစားရပါတယ်အဲ့လိုလေအဲ့လိုအိမ်တော်ပြုမစောပါနဲ့ပြီးရင်အများကြီးပေါ့နော်ဘဝမှာတိုးတက်တိုးတက်ကြောင်းနေကိုအဲ့လိုလေ့လာပါရှာဖွေပါဘဝမှာအကုန်လုံးပေါ့နော်အဲကို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 ရက်တည်နိုင်တဲ့သူတွေဖြစ်စေချင်ပါတယ်လို့ဟုတ်ခြေလက်မနိုင်ပြောအိမ်တော်ပြုတ်ဖို့တော့လေအဲ့လိုမျိုးဆန္ဒမရှိဘူးရှိခဲ့ရင်လေအဲ့လို low profile မှာနေကျင်နေပေါ့နော်အဲ့လိုအဲဒီကိုယ့်ရဲ့ relationship နဲ့ပတ်သက်ပြီးတော့ချပြကြမှာတော့မှချပြပြစ်မယ်အဲ့လိုမျိုးပေါ့နော်ယူခဲ့ရင်တော့မှပဲအဲ့လိုမျိုးတွေးထားတယ်ဟုတ် ကဲပါအာပြည်တိအားလုံးကျမချမ်းသာပါစေချဲလဲအာဒီပေါ်အချဲလဲတခါတည်းမှာကိုလဲလူငယ်ဆိုတော့လေဆိုပေကြအမားတွေလဲဘယ်လိုပြောမလဲအာရှိကောင်းရှိမယ်ပေါ့နော်ဆိုတော့နောက်ပိုင်းအတက်နိုင်ဆုံးအကောင်းဆုံးဖြစ်အောင်နေထိုင်မှမယ်လို့ကျေးဇူးတင်ပါတယ်တော့ဟုတ်